အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ပေါ်ပါပါ reading တစ်ခုလုပ်ကြည့်ပါမယ်အဲ့တော့ပုံမှန်လုပ်တလို့မျိုးတော့ကျွန်တော်ကတ်တွေကိုဆွဲမထားဘဲနဲ့ random ကြတဲ့ကတ်ကိုကျွန်တော်၃ကတ်ဆွဲမယ်အဲ့၃ကတ်ပေါ်မှာကျွန်တော်အနေနဲ့မြင်တဲ့အမြင်ကိုမိတ်ဆွေတို့ကို reading လုပ်ပေးသားမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့က cat 1တွေ2တွေ3တွေပေါ့နော်ဆွဲရတာမလို့ဒီ video ကိုကြည့်နေတဲ့ မိတ်ဆွေတို့အတွက်ကို DVD ကရည်ရွယ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ကတ်တွေကို shuffle လုပ်မယ်။ကတ်တွေကို shuffle လုပ်ပြီးရတဲ့ကျွန်တော်ကတ်ကိုစပြီးတော့ချိုးကြည့်ပါမယ်။အဲ့တော့ချိုးကြည့်မယ်။အဲ၃ကတ်ထုတ်လိုက်မယ်ပေါ့နော်။အဲ့၃ကတ်ပေါ်မှာရှိတဲ့အမြင်ကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ D cap ပေါ့နော် D cap 3 cap ကြာပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကမိတ်ဆွေတို့ရဲ့လက်ရှိတွေ့ကြုံနေရတဲ့အခြေအနေကကိုကိုကိုရဲ့ပတ်ဝန်းကျင်ကအားပေးအားမြောက်မပြုဘဲနဲ့ဝိုင်းပြီးတော့ထိုးချနေတဲ့အခြေအနေမျိုးမှာကြုံတွေ့နေရတယ်ဆိုပြီးတော့အသေးပဲရပါတယ်။လောက်ခဲ့ကြတဲ့နှောင်းကတော့အတူတူလှုပ်ဆောင်ခဲ့ကြပြီမဲ့ ပြဿနာတွေတက်လာတဲ့အချိန်မှာမိတ်ဆွေတို့ကိုထိုးချနေတယ်ဆိုတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်အဲ့တော့အဲ့လိုမျိုးရင်ဆိုင်နေရတဲ့ဟာမျိုးမှာမိတ်ဆွေအနေနဲ့ကလည်းစိတ်ကြည်လင်မှုမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်တွေကထွေထွေပြားပြားနဲ့မကြည်မလင်ဖြစ်နေတယ်ဆိုပြီးတော့ဒီကြက်ကြက်ဒိဗယ်တွေကနေပေါ်ပြနေပါတယ်မိတ်ဆွေအနေနဲ့ဘာပဲလုပ်လို့ ဘသူမှအကောင်းဝန်ပြောကြတဲ့အပြင်ဝိုင်းဝန်းတိုက်ခိုက်မှုတွေကြုံတွေ့ရနိုင်ပါတယ်အဲ့ဒီအရာတွေကိုဖယ်ရှားဖို့အတွက်ကတော့မိတ်ဆွေအနေနဲ့ကတချို့အရာတွေကိုလွှတ်ချလိုက်ဖို့လိုတယ်ကျွန်တော်တို့ကကျွန်တော်တို့တွေဖြတ်သန်းတဲ့ဘဝမှာ balance ရှိနေဖို့လိုတယ်ပေါ့နော်ညီမျှနေဖို့လိုတယ်တချို့အရာတွေကိုလိုချင်ကျွန်တော်တို့ကတချို့အရာတွေကိုဆွန့်လွတ်ပေးဖို့လိုပါတယ်ဘာလို့မှစုတ်ကင်ထားလို့မရပါဘူးအဲ့ဒါကြောင့်မလို့ လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲတွေပြဿနာတွေကိုရင်ဆိုင်နေရတဲ့နေရာမှာကိုလွှတ်ချတဲ့အရာတွေကိုလွှတ်ချလိုက်ပါကိုဘာစလှုပ်တဲ့လဲဆိုတာကိုတေချာစဉ်းစားပြီးတော့လှုပ်ဆောင်ပါဟိုဟာလည်းလှုပ်ချင်ဒီဟာလည်းလှုပ်ချင်ဆိုတဲ့စိတ်မျိုးကိုဖျောက်ထားပြီးတော့ကို့အနေနဲ့ resources လုံလောက်မဲ့အခြေအနေမျိုးတွေဘယ်ဟာကတော့ဖြင့်စပြီးတော့လှုပ်တဲ့နေဆိုတော့ အရာမျိုးကိုကိုယ့်အနေကိုတေချာတွေးတောဆင်ခြင်ပြီးတော့လောက်ကင်ပါဟိုလဲလက်မလွတ်ခြင်းဒီလဲလက်မလွတ်ခြင်းအခြေအနေမျိုး ਨੇ ရှင်ဆိုင်နေရတဲ့ပြဿနာကဖြစ်ရှင်မိတာဖြစ်သွားပါလိမ့်မယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့အဲ့ဒီရှိမှပြောခဲ့တဲ့အရာတွေတိုင်းတေချာလှုပ်ဆောင်လိုက်မယ်ဆိုရင်ကိုယ့်အနေနဲ့ကဘယ်လိုမျိုးအခက်အခဲမျိုးတွေရှိနေပါသေးမိတ်ဆွေအနေနဲ့အဲ့ဒီအရာကိုကောင်းကောင်းကြော်လွားနိုင်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ် ဇွန်နာရှိမှပြောခဲ့တဲ့အတိုင်းပဲလွတ်ချတဲ့အရာတွေကိုတခြားလွတ်ချမယ်။ဘသူတွေဘာတွေပြောနေနေကိုယ့်ရဲ့စိတ်ကိုညင်ွမ်းအောင်မထားဘူး။ကြီးကြီးလင်းလင်းထားခဲ့မယ်ဆိုရင်မိတ်ဆွေအနေနဲ့ကလုံးဝထင်မှတ်မထားတဲ့အခြေအနေမျိုးကနေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖောက်ထွက်သွားနိုင်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးရင်းနဲ့ပဲဒီရီဂျင်လေးကိုညီကုန်းချုပ်ချင်ပါတယ်။အားလုံးပဲအဆင်ပြေမြဲလို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်။